။တရားသခင်ဤနှုတ်ကပတ်တော်ကိုကြားနာ၍ကြင်ကြံတော်သူတို့သည်မေရော့သခင်မကဲ့သို့မင်္ဂလာရှိသည်။2025ခုနှစ်အောက်တိုဘာလ17ရက်စနေနေ့အတွက်ပါ။ကြားနာရမယ့်ဤဝင်ကလေးကျမ်းစာထဲမှာလူအစုအဝေးထဲမှအမျိုးသမီးတူကကိုယ်တော်ကိုလွယ်သောဝမ်းနဲ့ကိုတော်ဆုတော်မူသောတားမြစ်တို့သည်မင်္ဂလာရှိ၏လို့ပြောတဲ့အခါမှာသခင်ခရစ်တော်က အမှန်ဆိုရလျင်ဘုရားသခင်နှုတ်တော်ထွက်စကားကိုကြားနာ၍လိုက်နာကြင်ကြံတော်သူတို့သည်မင်္ဂလာရှိ၏ဟုမိန့်တော်မူ၏လို့ကျွန်တော်တို့ကြားရပါတယ်။ခင်ခရစ်တော်ဟာမေရောသခင်မောက်ကိုဂုဏ်ရှိစေခဲ့ပါတယ်။ဒါပေမဲ့ကိုရောကမေရောရဲ့ကြီးမြတ်မှုဟာရုပ်ပိုင်းဆိုင်ရာမိသားစုပိုင်းဆိုင်ရာဆက်နွယ်မှုထက်ဝိညာဉ်ရေးရာဘုရားသခင်ရဲ့စကားတော်တွေကိုနာခံမှုမှဖြစ်ကြောင်းရှင်းပြထားပါတယ်။ မေရော့ခင်မဟာဘုရားခင်နှုတ်ကပတ်တော်ကိုအပြည့်အဝနားထောင်ခဲ့ခြင်းကြောင့်လိုက်နာခဲ့သူဖြစ်ခြင်းကြောင့်သူမဟာအပြည့်အဝမင်္ဂလာရှိသူဖြစ်ပါတယ်။ဘုရားခင်နှုတ်ကပတ်တော်ကိုနားခံခြင်းဟာဘဝမှာအရေးကြီးဆုံးအကြီးမားဆုံးမင်္ဂလာတစ်ခုဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ထောက်ရှုနိုင်ပါတယ်။ဘုရားခင်စကားတော်တွေကိုနှုတ်ကပတ်တော်တွေကိုနားခံမှုဟာယုံကြည်ခြင်းနဲ့ဘုရားခင်နဲ့ပတ်သက်တဲ့ဆက်နွယ်မှုကို ီဆောက်ရာမှာမရှိမဖြစ်လိုအပ်ကြောင်းကိုထောက်ရှုနိုင်ပါတယ်။ကျွန်တော်တို့ယုံကြည်သူများဘုရားသခင်နှုတ်ကပတ်တော်ကိုနားထောင်ပြီးလိုက်နာခြင်းအပြင်ခွန်အားနဲ့မျှော်လင့်ချက်တွေကိုကျွန်တော်တို့ဒုက္ခရောက်နေတဲ့ဘဝအတ္တဓာတ်တွေမှာရှာဖွေနိုင်ပါတယ်။ခရစ်တော်ရဲ့သွန်သင်ချက်ဟာဘဝရဲ့အခက်ခဲတွေကြားထဲမှာဘုရားသခင်အပေါ်တစ္ဆာစောင့်တည်ခြင်းရဲ့အရေးပါပုံကိုကျွန်တော်တို့ကိုသတိပေးနေပါတယ်။ မေရောသခင်မဟာဖျားသခင်နှုတ်ကပတ်တော်ကိုနာခံတဲ့အတွက်ကြောင့်မင်္ဂလာရှိခဲ့ကြောင်းကိုထင်ရှားစွာကျွန်တော်တို့ကြားခဲ့ရပါတယ်။ကျွန်တော်ရဲ့ဘဝအသက်တာမှာမျောလင့်ခြင်းဖြင့်ဆူတောင်းတဲ့အခါမှာမေရောမာရီယာရဲ့ပုံသက်တည်ဟာအတူယူစီရပါ။ကျွန်တော်တို့ဟာဖျားသခင်ရဲ့အလိုတော်အတိုင်းလိုက်နာကြင်ကြံမယ်ဆိုရင်ဖျားသခင်ကကျွန်တော်တို့ရဲ့မျောလင့်ချက်တွေကိုဖြည့်ဆည်းပေးမယ်ဖြစ်ကြောင်းထောက်ရှုနိုင်ပါတယ်။ဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုနားထောင်ပြီးလိုက်နာရန် ျွန်တော်တို့ကိုအားပေးနေပါတယ်ကျွန်တော်တို့ဟာနှုတ်ကပတ်တော်ကိုနှိမ့်စင်ဖက်ရှုခြင်းဆင်ခြင်ခြင်းဘုရားခင်နဲ့နီးကပ်စွာနေထိုင်အသက်ရှင်ခြင်းဖြစ်ပါတယ်ဘဝရဲ့စိန်ခေါ်မှုတွေခက်ခဲတွေပြဿနာတွေရှားတယ်မှာကျွန်တော်တို့ရဲ့ဝိညာဉ်ရဲ့အသက်တာကိုဥစားပြီးကြင်ကြံပြီးဘုရားခင်ပေါ်ပုံမယုံကြည်ကိုစားဖို့ထောက်ရှုရမှာဖြစ်ပါတယ်ခရစ်တော်ရဲ့နှုတ်ကပတ်တော်ကိုလိုက်နာခြင်းဟာ စစ်မှန်သောမင်္ဂလာဖြစ်ပါတယ်ကျွန်တော်တို့ဟာမေရော့ခင်မကဲ့သို့ဤမင်္ဂလာကိုစစ်မှန်စွာလိုချင်တယ်ဆိုရင်တော့ဘုရားသခင်နှုတ်ကပတ်တော်တွေကိုလိုက်နာလက်ခံပြီးတော့ကြင်ကြံပြတာကခရစ်တော်ရဲ့မိခင်တွေခရစ်တော်ရဲ့မိသားစုဝင်တွေဖြစ်နိုင်ကြောင်းကိုဒီနေ့ကျမ်းစာတော်မြတ်မှာထောက်ရှုခဲ့ကြတာဖြစ်ပါတယ်